တက်ကြီးလာတယ်ပေါ့အကိုကြီးလာတယ်ကြီးကောင်းလာငယ်ငယ်လေးသူမိမိလို့ခေါ်တာကျွန်တော်ငယ်ငယ်သူငယ်ငယ်လေးပေါ့နော် ဘယ်လောက်ရှိမှာလဲငငယ်လေးငငယ်လေးအခုတက်ဘလောက်မိရ19 19နှစ်လေအကူက30ခွန်ရောက်နေပြီလေဆိုတော့ကိုလူမရွယ်လောက်ဖြစ်နေပြီဇာတ်ရုပ်ထဲမှာကြာတော့ရှိန်ရှိန်မင်းကဒီရွှေရုပ်ကိုတအားချစ်တဲ့ character အနေနဲ့ရိုက်ထားဆိုတော့ကျွန်တော်တို့ပြောလိုက်ပြီးမိမိနောက်ကားကြရင်မိမိကအရင်ပြန်ချစ်တဲ့ character မျိုးကိုပြန်လိုက်ပါလားလို့ ကြံပေးရပါဘူးလို့ဆိုတော့ဟိုပါပေါ့တကားနဲ့တကားမူတော့ဘာလို့ဆိုတော့ရောင်းမြန်ပြတ်သွားမှာเนาะကောင်လေးကိုရမ်းချက်အေးပေါ့အဲ့လိုမျိုးပေါ့ကောင်လေးကိုလားချစ်တာအဲ့လိုဟိုအနစ်နာခံအဲ့လိုမျိုးလေးပေါ့ဆိုတော့ပရိသတ်ကလည်းအဲ့လိုမျိုးလေးဆိုကြိုက်တယ်လေကဲမိမိပြောအာဒီနေ့ကတော့စီရိုနာမှာကျင်းပ NC မြန်မာပွဲလေးကိုတော့ဖြစ်တာပါရှင်ပါလေအာကျွန်တော်တို့ DST မြန်မာနေပြီးတော့ဒါကန်ဆမ်းမဲ့ဖောက်တဲ့အစီအစဉ်တွေအများကြီးပါတယ်ပွဲလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တက်ဖို့ဖြစ်တာပါလေ ဟုတ်ဝမ်းသာဝမ်းသာပါပြီးတော့ဘာဖြစ်ဖြစ်ပေါ့ဗျာဒီလိုဇလန်းလွဲလေးလေးပောက်တယ်ဒီလိုလေးပွဲလေးဒီလိုတက်ခွင့်ရတယ်ဆိုတော့ဘာဖြစ်ဖြစ်မင်္ဂလာလည်းရှိတယ်ပြီးတော့ပြောစရာလည်းကောင်းတယ်ပြီးတော့အဲနောက်ထပ်လည်းကျွန်တော်နဲ့အဲကြောင်ရလေးတွေလည်းရိုက်ကိုရရှိဒီကားကျွန်တော်ကလေအမှန်တမ်းပုံဝင်လင်းပြောရမယ်ဆိုရင်ဒီကားတော့လေ review မှာပြပြပေါ့နော်ဟိုကျွန်တော် ကျိုးတော်စူးစမ်းထားတာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပြိဿနဲ့တစ်ထပ်တည်းကြာပြီးတော့ပြိဿအရန်ကိုအကြိုက်တွေးလိမ့်မယ်လို့တော့ကျွန်တော်မမျှော်လင့်ထားဘူးပေါ့နော်ဒါပေမဲ့ဖတ်လာတဲ့အချိန်မှာပြိဿရဲ့အာပိတန်ကတော်တော်လေးကိုရရှိခဲ့တယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဟိုကျွန်တော်နောက်လုပ်မဲ့လူတွေအတွက်ပို့ပြီးတော့အားရှိရပေါ့ဒီပို့ပြီးတော့လည်းကျွန်တော်ဟိုတဆင်ပြီးတဆင်တာဝန်ကိုကိုကြီးလာရလို့ခံစားပါဘေဘီကိုကြီးဦးနှစ်ယောက်ကချစ်သူတွေနော် ချစ်သူတွေမှာမှာအရန်ချစ်ကြတဲ့ချစ်သူတွေကဲညီပြောလိုက်ပါဦး new character အရန်လိုက်တယ်ဟုတ်လားလိုက်တယ်ရယ်ဝေးပြောတာကိုသိချင်တာတော့နော်ကိုရဲ့ဘဝမှာအမားတွေအများကြီးလုပ်ခဲ့ဘူးငယ်ငယ်လေးကသူမိမိလို့ခေါ်တာကျွန်တော်ငယ်ငယ်သူမိမိလေးပေါ့နော်ဘယ်လောက်ရှိမှာငယ်ငယ်လေးတဲ့ငယ်ငယ်လေးအခုတပ်ဘလောက်မိရ19 19နှစ်လေး အကူက30ရက်ရောက်နေပြီလေဆိုတော့ကို့လူမရွယ်လောက်ဖြစ်နေပြီအဲ့လိုဆိုတော့လေမိမိတော့ဟုတ်လားဒီမှာလေးလို့ခေါ်ရတာညည်သေးတယ်မိမိပဲအဲဒါပဲကျမလေးငငယ်တဲ့အကူပဲခေါ်တာအကူခေါ်တယ်ကျွန်တော်ကတော့အကူကတော့မိမိပဲငငယ်လေးရအဲ့တော့ကမိမိပဲအသက်ပဏ္ဏနဲ့ဘုန်းနဲ့ရိုက်တော့က17လောက်ပဲ17နှစ်ပဲရှိသေးတာ ကိုနဲ့ရှင်မုံနဲ့ကားမှာဟုတ်တယ်ရှင်မုံရဲ့ဒီနဲ့လေရှင်မုံနဲ့ကိုနဲ့ကားမှာဆက်တက်မြတ်ပဲရှိသေးတာဆိုတော့နှုတ်ကကျူးသွားတာပါမိမိပေါ့နော်မိမိရောက်တော့မှာလေကျွန်တော်ကလေးလေးရကိုမျက်စိရှိပါလို့ပြောကြီးသွားတာလေတော့ဟုတ်တယ် surprise ဖြစ်သွားလားတခိုင်းတည်းအဲ့မော်အစဟိုဟာရိုက်မယ်ဆိုတော့ဟိုဟာဆ iamma လာပြောတယ်လေဟိုဟာမိမိရဲ့အမေကလာပြောတော့ဘယ်သူလဲမင်းသမီးရဆိုတော့မိလေးပဲဆိုဟာသမီးလေးဟာလာတော့ကြီးသွားပြီလားပေါ့ အဲ့အားနဲ့လေရိုက်မယ်ပေါ့လေနော်ရိုက်မယ်ဆိုတော့လေဇက်လန်းတွေပါတေချာလုပ်မယ်တေချာဆက်မဟိုကျွန်တော်လေတေချာလေးအာယုံဆိုင်ပြီးရိုက်ချင်တယ်ဆိုပြီးတော့အဲ့ဒါပြန်ရိုက်ဖြစ်သွားတာပေါ့ဒါမင်းသမီးအနေနဲ့ဒါဓမ္မအုံဆုံးရိုက်ပေးဖြစ်တာခွဲချင်တယ်တယောက်ကလမ်းမခွဲချင်ဘူးဆိုတော့ SLN မပြီးဘူးအဲ့တော့ baby ရင်ထဲမှာအများနဲ့သိနေရမှာကိုကြီးက baby နဲ့ပတ်သက်ပြီးဘယ်တော့မှဇက်လန်းပြီးမှာမဟုတ်ဘူးဒီဇက်ရုပ်ကကြတော့လေဟိုဟာပေါ့ဟိုဟာတိမ်မွေးနဲ့လိုက်တယ် လိုက်တယ်ဆိုတာလေဘာလို့လဲဆိုတော့ဇဲရုပ်ထဲကကောင်းမလေးကငငယ်လေးဟိုသူ16နှစ် session နေအဲ့လိုအရွယ်လေးနော်ဆိုတော့ဟိုသူနဲ့ကိုလိုက်တယ်ဟိုနည်းနည်းလေးကြီးသွားရင်တော့မှဟိုအဲ့လိုမျိုးဘယ်လိုဖော်မလဲ line light တဲ့ဆိုပေမဲ့အရင်လိုက်ချင်မှလည်းလိုက်လိမ့်မယ်ဒါတော့ပြောနိုင်မှာနော်ဆိုတော့ဟိုကျွန်တော်ကလည်းဟိုဘယ်လိုပြောရမလဲကိုကြီးလိုပုံစံမျိုး character လုပ်ရတာဆိုတော့ငယ်တာနဲ့ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော် ဇာယုအနေနဲ့လိုက်ပြီးတော့ကြီးလို့ကပူကောင်းသွားတယ်လို့ကျွန်တော်ထင်ပါတယ်။ပြကမဆွေရလည်းယင်းနဲ့ရလည်းเนาะမိမိနဲ့ရရိုက်ခုတာဆိုတော့အများကြီးညီယူကြတော့မလို့ပါဘူး။ဟိုဒါကတော့ကိုညမကိုတူမရလို့ဖြစ်နေတယ်။ဆိုတော့ဘာဖြစ်ပါကမဆွေရတော့သူမလန့်အောင်သူမကြောက်အောင်ပဲကျွန်တော်တို့ကပြရရင်ဖြစ်နေတော့ပဲ။ကောင်းဆုံးလုပ်ပေးသွားတာပေါ့။ရှင်ရ ဘွေးရွှေကိုတွေ့ကျွန်တော်အရေးဆုံးပြီးတော့လာခဲ့တာအမတ်တရားဖြစ်ပါဘာဝနာပြန်ကြောင်းနေသွားတယ်ခန္ဓာငေးလေးတွေဆိုပြပေးတက်ကြီးလာတယ်ပေါ့အတူကြီးလာတယ်ပိုကြီးကောင်းလာဘယ်လိုပဲပြောပါဗျာကျွန်တော်တို့ကြတော့လေဟို ပြိုက်တဲ့အချိန်ကြတော့လေဟိုပါဘောเนาะအဲ့ထက်မှာဇော့ကတ်တယ်ဗျဇော့ကတ်တယ်ဆိုတာဥပမာကျွန်တော်ကအော်ဝါငေါဝါတယ်ဟိုစင်းနေအများကြီးပါဘူးပါတော့အဲ့လာပါပဲအဓိကတော့မသိမွေ့မိမိကြောက်မှာလန့်ဝါမှာအဲ့လိုမျိုးဆိုတော့ဟိုကဘေးကနေတော့ရိုက်ခင်တွေကဟိုကတူပြောထားရတာပေါ့မိမိလေးကတော့ပြောလို့မယ်ပြောလို့မယ်ဆိုတော့အဲ့လာလေးကိုမကြောက်နဲ့လန့်နဲ့ ဆိုတော့ response ကောင်းအောင်ပဲကိုပြောတဲ့အတိုင်းမှာဖြစ်သွားတဲ့ response တိုင်းပဲတဘာဝကြကြလေးပေါ့နော်ဒီတဘာဝကြကြလေးဖြစ်အောင်ပဲနေလိုက်ဆိုပြီးတော့တော့ကျွန်တော်ကတော့ပြန်လေလို့ပြောပြပါရနော်မုံ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 ဘလောက်ပဲမုံမုံကိုကြီးဘေးဘီကိုချက်တယ်လို့ပြောပြီးသားဘေးဘီဘာပဲဖြစ်နေဖြစ်နေကိုကြီးဘေးဘီကိုချက်တယ်သဘောပေါက်လားဇယုတ်ကတော့ဆုံရရမှာပေါ့ကျွန်တော်ပြောပြသွားပြီအခုကကြာတော့ဟိုဇယုတ်မှာကကြာတော့ ဟိုကျွန်တော်ဇာတ်ရုပ်ထဲမှာကျတော့ရှင်းရှင်းမင်းကဒီရွှေရုပ်ကိုတအားချစ်တဲ့ character အနေနဲ့ရိုက်ထားဆိုတော့ကျွန်တော်အောင်ပြောလိုက်ပြီးမိမိနောက်ကားကျရင်မိမိကအရင်ပြန်ချစ်တဲ့ character မျိုးကိုပြန်လိုက်ပါလားလို့ကြံပေးရပါဦးလို့ဆိုတော့ဟိုပါပေါ့ဒါကနဲ့တကမ်းမဘူးတော့ဘာလို့ဆိုတဲ့ရောင်းမြန်ပြန်ဖြစ်သွားမှာနော်ကောင်းလေးကိုရမ်းချစ်ရတဲ့ character အေးပေါ့အဲ့လိုမျိုးပေါ့ကောင်းလေးကိုတအားချစ်တာအဲ့လို နင်နာခံအဲ့လိုမျိုးလေးပေါ့ဆိုတော့ပြိတက်ကလည်းအဲ့လိုမျိုးလေးဆိုကြိုက်တယ်ဆိုတော့ကြိုက်ကြတာဆိုတော့အဲ့လိုမျိုးဆက်ရုပ်ကလေးတွေပြန်ရိုက်ပေါ့เนาะပြီးတော့သူ့ရွယ်နဲ့ဆိုလဲဟိုဘလို့ခေါ်မလဲလိုက်တယ်ပေါ့เนาะပြီးတော့ဘလို့ပိုကောင်းတာကြောင့်ငယ်သေးတော့အခုအားငယ်သေးတော့အချောင်းစိမ့်လို့ဘလို့ဝက်လဲအချောင်းနေရွယ်လို့ဘောကအစာပြန်ရိုက်လို့ရတယ်အရွယ်ပဲဖြစ်နေသေးတာဆိုတော့အဲ့ဒီဖြစ်ကောင်းတယ်ဆိုတော့